ညနာပိုင်းညစဉ်ခွာဆောဆောင်မှနှုတ်ဆက်တာပါတယ်။မတ်လ17ရက်2025ခုနှစ်ဤကနေ့ထရပ်ပြားဒီအိန္ဒိယအားဖြင့်မင်းတို့မတော်စကားတိုင်းအွန်လိုင်းရှိသောမုံညက်မကုံ၊ဘူးနိုင်ရှိသောရှင်မြော၊ဓမ္မရာရွှေတတိယဆောင်အခန်းကြီး16ခန်းကြီး16ခေါင်းစဉ်ကဖျားသခင်မှာထားပြီးတခါကဤဒီလာပြီးမှကာလာတန်ချောင်းအောင်မိုးလဲမေးွာနေလဲမကြတော့ပါ။ ထို့ချင်းမှာဖျားခင်ကပရောဖက်အေလီယာကိုရော်ရမင်းရှိမှရှိသောခရစ်ချောင်းသားမှပူဆောင်ခိုင်းပါသည်ဖျားခင်ကားကိုရှင်မီအာဟတ်ကိုကြောချားပြီးနောက်ရှင်မီကဒုက္ခပင်းမျိုးကိုတည်၍ပူဆောင်မှုရန်ဖျားခင်ကပြင်ဆင်ပေးပါသည်သူနေရာမှာလူသူမနည်းပါထိုရက်မှာလုံးကျုံတော်လဲစာရေးတောက်ရင်အဆင်မပြေနိုင်ပါသို့တော်ဖျားခင်ကကြိုတင်ပြင်ဆင်ပေးပါသည်ကြီးရတို့ဒီတင့်ကိုကျွေးမွေးမှုအကြောင်း ငါမထားပြီဦးအင်းလီယာအားမင်းတို့မတော်ခါအင်းလီယာဒီယုံကြည်ရက်ခင်ဝိတ်ချောင်းသားမှာသွားနေပါသည်တကယ်ပဲပြင်ဆင်ပြီးတော့ဖျားဖြစ်ချောင်းအင်းလီယာဝန်ခံရပါတော့သည်ဓမ္မရာရှိတတရားဆောင်အခန်းကြီးဆက်ခွေခန်းကြီးချောင်းသည်ကြီးရတို့ဒီနေ့တိုင်းနဲ့နဲ့တခါညဦးတခါမုန်းနဲ့အမေသားကိုအဆောင်ခဲ့ကြ၏ချောင်းရင်ကိုလည်းတောင်းရ၏ဟုလာပါသည်ကြီးရတို့ဒီအမွေမဲမဲရုံရှုံရှုံနဲ့မလိမ္မာတော့ငက်ဖြစ်ပါသည် ကမောင်ချန်ကန်ချင်းရှင်အခန်းကြီး6မှ9တွင်နောဤက6တွေ့တော်မြေကြီးကိုရှာဖို့ရန်ဆင်းလုခဲ့ပြီးပြန်မလာတော့အကောင်ဖြစ်ပါသည်တို့တော်အီလီယားကိုကျွေးမွေးဖို့ရန်ဖျားပြင်စီခိုင်းတော့ကနာဂန်၏အုံခံပါသည်ထို့နောက်ခြေတန်တော့ကဖြူရင်းချောင်းလဲရီခံသွားပါသည်တို့ကဖျားကြီးကသူ့ကိုနေရာရွှေ့ခိုင်းပါသည်ရှိတော်ပြီးရရတမြို့သို့သွားရမှာပါယခုကာလမှာတော့လက်ဘရုံပြီး ဆာရာဖန်မြို့ဖြစ်ပါသည်လမ်ဘရိုနိုင်ငံ၏တတိယအကြီးဆုံးမြို့ညည်းပင်လယ်ကမ်းခြေမြို့ဖြစ်လာပါသည်ခရိတ်ချောင်းနှင့်ရရတာမြို့ကမိုင်150ဝေးပါသည်ဒုမြို့မှာအထူးကျွမ်းမရှိသောအိန္ဒိယဖို့အခက်ကြုံစရာရှိပါသည်သို့သောဖျားသိက္ခာကျိုးတည်ပြင်ဆင်ထားပါသည်မြို့ကနာမှာထင်းခွေနေသောတားတယောက်အမေလင်းလီမုံရှုမနှင့်တွေ့ရပါသည်အိန္ဒိယကိုဖျားသိက္ခာ နှိမ့်တော်မူသောချက်မှာထုံမြူနိုင်နေသောမိုးရှုမတစ်ယောက်ကတင်ကိုကျူးမိအကြောင်းငါမှထားပြီးဝင်ဖြစ်ပါသည်။နောက်ဆုံးမှာတော့ထိုအားနည်း၍စည်ရသောဆရတာမျိုးသူမိုးရှုမ၏မိုးရှင်ကျော်ကိုအိန္ဒိယစားခဲ့ပါသည်။ဖျားခင်ကမမီရသောပြင်ဆင်ကျူးကိုပြုလုပ်ဖြစ်ပါသည်။မမီနိုင်သောကုညီမဆမှုကိုအိန္ဒိယသည်ကြီးရနှင့်မိုးရှုမထံမှရရှိခဲ့ပါသည်။ဒီနေ့ကျွန်တော်တို့မမီနိုင်သောပြင်ဆင်မှုကိုဖျားခင်ပြချောင်းပြင်ဆင်ပြီးနေကို ယုံကြည်စိတ်ချဖို့ဖြစ်ပါ၏အားလုံးပြန်ရီခေါင်းပေးပါစေ